ရူရို2016အဖွင့်ပွဲစဉ်တွေကိုဂျွန်လ17ရက်နေ့မှာရှင်ပြန်ကစားခဲ့ပြီးအင်ရှင်ပြင်သစ်အသင်းကရိုမေးနီးယားအသင်းကို2-0နဲ့နိုင်ရရှိခဲ့ပါတယ်။ပြင်သစ်အသင်းအတွက်ဖွင့်ကိုတော့ပွဲချိန်58မိနစ်မှာဂျေရူးကဂေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ရိုမေးနီးယားအသင်းအတွက်ချေပါကိုတော့ပွဲချိန်65မိနစ်မှာပယ်နတီမတ်ဆစ်စတန်ကူကသွင်းယူခဲ့တာဖြစ်ပါတယ်။ပွဲချိန်89မိနစ်မှာတော့ပြင်သစ်အသင်းအတွက်အနိုင်ကိုကိုပါရော့ကသွင်းယူခဲ့ပါတယ်။ပြင်သစ်ကတော့ဒါကနှစ်ပြီးပြင်သစ်ကတော့များနေတယ်ဒီပြင်သစ် ။အဲ့ဒါကားကနေလေး။အော်။ကြည်ဟာကြည်ဟာကိုကြိုက်။အကြည်ဟာပဲအခုဒီနေ့တော့ကြည်ဟာကောင်းအောင်ကြည်ဟာလည်းကြိုက်။မရှိပါဘူး။ဘာကြောင့်လဲဆိုတင်တဲ့အတင်ရတီဝတ်ကအရန်လူနော်တယ်လန့်ပလေးယာတွေအများကြီးရှိတယ်။ဒါပေမဲ့ခုနေရာနဲ့သူအဝင်ဝင်ကြအောင် မစွမ်းဆောင်ဘူး။ဘာမှမဟုတ်တဲ့ရူမေးနီးယားအတင်းမှာနမကြီးတောင်းတော့မပါဘူး။မပါဘူး။ဒါပေမဲ့တင်းဝက်နဲ့ရုံဝါကောင်းအဲ့ဒါကြောင့်မို့ကံကောင်းလို့တရေအ ਨੇ ဆုံးအရန်ကံကောင်းလို့နိုင်သွားတာတူဝန်ဆိုတာစပိန်အတင်းကိုရဆိုဒီယူရို2016ကတော့ရင်ခုန်စရာပဲလေအတင်းနေအားလုံးကအတင်းကောင်းနေဂျော်လာစတိနဲ့ည9:00ခွဲချိန်မှာတော့အုပ်စုရဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ်အယ်ဗေးနီးယားအသင်းနဲ့ဆွစ်ဇာလန်အသင်းည7:00နာရီခွဲမှာတော့အုပ်စု B ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဝေးစ်တင်နဲ့ဆလိုဗက်ကီးယားအသင်းတို့ရှင်ပြိုင်ကစားမှာပဲဖြစ်ပါတယ်။